ျွန်တော်ဝေအားလုံးပဲမြင်လာပါသူရက် and fish show ကနေပြီးတော့ကြိုးဆိုပါတယ်ကျွန်တော်တို့ဘာဝေးကိန်းတွေကိုအများအားတင်ဆက်ပေးနေတဲ့စီမင်းပါကျွန်တော်တို့ဘာဘူးအတင်ကတော့လက်ရှိမှာဒါမိုဟာမက်ဆာလာရဲ့နေရာကိုအစားထိုးဖို့အတွက်လက်ရှိဈေးကွက်ထင်မှာစာပြီးတော့ဒါလှုပ်ရှားနေပြီဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဆိုတော့ဒါမိုဟာမက်ဆာလာကပြီးခဲ့တဲ့ရာသီတုန်းကဒါကိုယ်ရဘာဘူးအတင်ရဲ့အကောင်းဆုံးသောကစားသမားဖြစ်ခဲ့တယ် ီးခဲ့တဲ့ရာသီကလဘာဘူးအသင်းအတွက်လည်းအကောင်းဆုံးသောကစားသမားတအူဖြစ်ခဲ့တယ်လို့မျိုးပဲဒါပရီးမီးယားလီရဲ့ရွှေဖနှက်စုတွေပရီးမီးယားလီရဲ့ဂိုးဖန်တီးမှုအများဆုံးစုတွေကိုလည်းတယောက်ထဲပိန်ကျုံပြီးတော့ယူခဲ့တာတိုးမြဲဒီရာသီမှာမွမ်မတ်ဆာလာကဒါတိုက်စစ်မှာလည်းခြေစွမ်းမပြနိုင်တယ်လို့အသင်းနဲ့လည်းတော်တော်လေးကိုမှအံဝင်တဲ့ပုံစံမျိုးတွေကျွန်တော်တို့ခဏခဏတွေ့ရတယ်ပိုဆိုတာကဗျာတချို့ပွဲစဉ်တွေမှာသူက dribbling 0လို့ shooting 0လို့အကုန်လုံး0 0ကန့်ယူရဲကစားသမားတအူဖြစ်နေတာဗျာဒါကတော်တော်လေးဆိုးရွားနေတဲ့မိုဆာလာရဲ့လက်ရှိအခြေအနေဖြစ်နေတာ ။ဘာကြောင့်မလို့မိုးဆာလာရဲ့နေရာကိုအသင်းဘက်ကနေပြီးတော့ရေရှည်အစားထိုးမှုတစ်ခုပြုလုပ်ဖို့အတွက်လက်ရှိမှာဈေးကွက်ထဲမှာကစားသမားတော်တော်များများကိုစာပြီးတော့စုံစမ်းနေပြီဆိုပြီးတော့သိရတယ်။အဲ့ဒီထဲမှာမှလက်ရှိဒါကျွန်တော်တို့ဒီတရင်ထွက်နေတဲ့ဒါတော်တော်လေးနာမည်ဟော့ဖြစ်နေတဲ့ဒါကစားသမားတွေကိုကြည့်မယ်ဆိုရင်လက်ရှိမှာဝက်ဆန်အသင်းရဲ့ဒါအသင်းကောင်းဆောင်တိုက်စစ်ကစားသမား Drop Bowen ပေါ့လေ။ Drop Bowen ကိုတော့ဘာလို့အသင်းဘက်ကနေပြီးတော့စိတ်ဝင်စားနေရဆိုပြီးတော့သိရတယ်။ ်တို့ပေမဲ့ဝဆန်အတင်းတဲ့ drug ကိုဝင်ရင်ချာမှာ2030ခုနှစ်ဒီစာချုပ်သက်တမ်းတည့်ရရှိတယ်ဆိုတာလည်းကျွန်တော်သိထားရတယ်။ဒါကြောင့်မလို့ဝဆန်အတင်းကနေပြီး drug ကိုဝင်တဘာကူအတင်းတက်ကိုချက်ချင်းကြီးပြောင်းရွှေ့လာဖို့တော့ကတော်တော်လေးကိုမှမဖြစ်နိုင်ဘူး။အဲတခုရှိတာကဝဆန်အတင်းကလက်ရှိကာလမှာဆိုရင်တန်းစင်းစုံနဲ့မှရုန်းကန်နေရတယ်။အကယ်၍ဝဆန်နာတန်းစင်းသွားရမယ်ဆိုရင်တော့အကြွယ်ပုံကလဘဘူးအတင်းတံကိုခက်လွယ်လွယ်ကူကူပဲရောက်လာမယ်လို့တော့ကျွန်တော်ထင်တယ်။ဒါပေမဲ့လည်းဟိုတခြားပြန်တွေးကြည့်မယ်ဆိုရင် drug ပုံကလက်ရှိသူ့ရဲ့အသက်က29နှစ် 26နှစ်ရှိနေပြီဗျာအသက်30လာမယ့်နှစ်ဆိုရင်30ရှိပြီအသက်30ရွယ်ကစားသမားကိုမူဆာလာရဲ့နေရာမှာအစားထိုးဖို့အတွက်ကမဖြစ်နိုင်ဘူးလို့တော့ကျွန်တော်ကထင်တယ်ဗျာဒါပါဘာဖြစ်လို့လဲဆိုတော့လက်ရှိမူဆာလာရဲ့ခြေစွမ်းနဲ့ဒရက်ဘိုဝင်ရဲ့ခြေစွမ်းကိုကြည့်မယ်ဆိုရင်လည်းမကွာဘူးလို့တောင်ပြောလို့ရတယ်ဒါကိုရီကမူဆာလာကိုကိုယ်ရီလည်းဘာဘူးအသင်းမှာတွေ့နေရတယ်ဗျာအကယ်၍မူဆာလာသာအဲ့ဒီဝက်ဆန်အသင်းလိုမျိုးအသင်းမှာသွားကစားရင်လည်းသူလည်းဒရက်ဘိုဝင်လောက်တော့ကောင်းပါပဲ ဆိုတော့ Dragon Wing ကဝဆန်အသင်းမှာကောင်းတာမှန်နေဝဆန်အသင်းကိုသူဆွဲတင်နိုင်တာမှန်နေဆိုပေမဲ့လည်းလိုဘူးတင်းတပ်ကိုရောက်လာမယ်ဆိုရင်သူ့ရဲ့ခြေစွမ်းကဝဆန်အသင်းမှာလိုမျိုးတဦးတည်းခြုံပြီးတော့မြင်နေရတဲ့ခြေစွမ်းမျိုးဖြစ်နေမယ်လို့တော့ကျွန်တော်တို့မထင်ဘူး။ဒါကြောင့်မလို့ Dragon Wing ရဲ့တင်းကတော့ဒါကျွန်တော်နီကိုလာဟာလာတတ်တာတင်းတစ်ခုလို့ပဲကျွန်တော်တို့မြင်နေပေါ့လေ။ဆိုတော့ကျွန်တော်ကိုရီကရောဒါ Dragon Wing ရဲ့တင်းကိုဘလို့မြင်ညာလဲဘလို့တင်ညာလဲ။နောက်ထပ်သာသမားတဦးကတော့ကိုရီအသင်းနဲ့ပြီးခဲ့တဲ့လပိုင်းကြီးကတင်းထွက်ထားခဲ့တဲ့ ဒါလက်ရှိဘုံမောက်အသင်းရဲ့တိုက်စစ်သမားဖြစ်တဲ့အန်တိုနီယိုစမန်ညိုအန်တိုနီယိုစမန်ညိုကတော့ဒါကိုရီတင်တကယ်တမ်းကိုလိုချင်နေတဲ့ကစားသမားကိုရီတင်မမဟုတ်ဘူးပြန်အန်တိုနီယိုစမန်ညိုကိုလက်ရှိမှာမန်ယူနိုက်တက်လည်းလိုချင်တယ်ပြီးရင်မန်ချက်စတာစီးတီးလည်းလိုချင်တယ်အာဆင်နယ်လည်းလိုချင်တယ်ချယ်ဆီလည်းလိုချင်တယ်တော်တန်ဟော့စပါလည်းလိုချင်အသင်းတိုင်းလိုချင်တာစမန်ညိုကိုလက်ရှိဒီကစားသမားကိုဒါဘုံမောက်အသင်းဘက်ကနေပြီးတော့လေသူတို့ဘက်ကနေပြီးတော့ပြောင်းရွှေ့ကြီးကိုဒါပေါင်း85တန်းသတ်မှတ်ထားတယ်ဆိုတော့85တန်းသတ်မှတ်ထားတယ်ဒီ85တန်းကိုလီဗာပူးဘက်ကနေပြီးတော့ကောင်းကောင်းပေးနိုင်တယ်ဗျာ 85တန်းကလည်းဘာဘူးအတင်းအတွက်အများကြီးခက်ခဲရှိနေတာမဟုတ်ဘူး။အဲဒီသာသမတ်ကိုတကယ်တမ်းတာ FG ကခေါ်ခြင်းနဲ့လိုခြင်းနဲ့ဆိုရင်တော့ဒီသာသမတ်ကိုလွယ်လွယ်ကူကူပေးမှာလေအဲတခုရှိတာကလက်ရှိမှာကစမန်မျိုးကိုလိုခြင်းနေတဲ့အသင်းကြီးကအရန်များနေတာဖြစ်တဲ့အတွက်တကယ်တမ်းဈေးကွက်ထဲရောက်ပြီဆိုရင်သူတို့အခုလက်ရှိတောင်းထားတဲ့ဈေးအတိုင်း85တန်းပဲဖြစ်နေပါမလား ဟိုကျွန်တော်တင်ကတော့မထင်ဘူးပြသေးလားဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းဈေးခွက်ထဲကိုရောက်လာလို့အသင်းတွေတော်တော်များများကဒါဘယ်လိုပြောလဲမျက်စိကျလာပြီဆိုရင်တေချာပေါက်သူတို့စီကိုကန်းလန်းကန်းလန်းလာပြီဆိုရင်တေချာပေါက်သူတို့ကတော့ဈေးတက်မှာပဲဒီတန်းလောက်ကိုအနည်းဆုံးတန်း80တန်း85တန်းလောက်ထိဈေးတက်မယ်လို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်မလို့အန်တိုနီယိုစမန်းမျိုးကိုကိုယ်လပါဘူးအသင်းဘက်ကတကယ်တမ်းလိုချင်နေဆိုရင်တော့ခေါ်လို့တော့ရတယ်။သို့ပေမဲ့ဒါဘုံမောင် အသင်းကလက်ရှိခေါ်ထားတဲ့85တန်းအတိုင်းဖြစ်နေမလားဆိုတော့ကပဲကျွန်တော်စောင့်ကြည့်အောင်။ဆိုတော့ စမန်ညိုဆိုရင်တော့ကိုယ်လိုပါဘူးအသင်းမှာပို့ပြီးတော့ဖြစ်နိုင်တယ်ဗျာဟိုဘာလို့လဲဆိုတော့စမန်ညိုကလက်ရှိဒါဘုံကောက်အသင်းမှာလည်းခြေစွမ်းပြနေတယ်ကိုယ်လိုပါဘူးအသင်းကိုရောက်လာမယ်ဆိုရင်လည်းသူကအဲ့ဒီမိုးဆာလာကစားတဲ့ညာတောင်ဝင်မှာကောင်းကောင်းကြီးကစားနိုင်သူရဲ့ကစားပုံကညာတောင်ဝင်မှာဆိုရင်လည်းတော်တော်လေးစိတ်ချရတယ်ဘဲတောင်ဝင်မှာလည်းသူကစိတ်ချတယ်ဘဲရောညာကိုကောင်းကောင်းစော့နိုင်တယ်ကစားမှာဗျာဒါကြောင့်မလို့စမန်ညိုရောက်လာမယ်ဆိုရင်တော့တော်တော်လေးပုံမှာအသင်းအတွက်ပို့ပြီးတော့မျောလင်းခြင်းစရာဖြစ်တယ်ဗျာအကယ်၍မိုးဆာလာရဲ့နေရာကိုအစားထိုးလို့မိုးဆာလာကိုမမီဘူးဆိုရင်တော့မှပဲ မိုဆာလာထက်အများကြီးညော့သွားမယ်ကစားသမားတအူးလို့ကျွန်တော်တော့မထင်ဘူးအဲလက်ရှိမှာကကိုရီကဘယ်လိုပြောလဲမိုဆာလာရဲ့နေရာကိုအစားထိုးပြီးတော့မိုဆာလော်လိုမျိုးကစားသမားမျိုးနောက်ထပ်တအူးကိုရဖို့အတွက်ကတော့မဖြစ်တော့မဖြစ်နိုင်ဘူးပြလောလောဆယ်နေဒါမျိုးမိုဆာလာလည်းဘာဘူးမှလုတ်ပြသွားတာတွေကတာမန်လူတအူးလိုက်ပြီးတော့လုတ်ပြဖို့အတွက်တိုက်ပြီးတော့လွယ်ကူနေတဲ့ကိန်းကနေအချက်လက်တွေဟုတ်မနေဘူးဒါကြောင့်မို့မိုဆာလာကိုမှီဖို့အတွက်ကတော့ကစားသမားတိုင်းရောက်လာတဲ့ကစားသမားတွေကတော့ခက်ခဲမှာပဲ ရောက်လာတဲ့ကစားသမားတိုင်းကလည်းမူဆာလာရဲ့နေရာကိုဝင်ကစားရတာဖြစ်တဲ့အတွက် pressure လည်းရှိမှာပဲ။ဒါတွေကိုအကောင်းဆုံး response လုပ်နိုင်ပြီးတော့အကောင်းဆုံးဒါသင်ယူနိုင်မဲ့ကစားသမားတဦးရောက်လာဖို့လိုအပ်တာ။အဲအဲ့လိုမျိုးအခြေချင်းတွေကစမန်းညိုးမှာရှိတယ်လို့ကျွန်တော်ကတော့ထင်တယ်။ဒါကြောင့်မလို့စမန်းညိုးလေဘာကူအသင်းထံကိုရောက်လာမယ်ဆိုရင်တော့တော်တော်လေးကောင်းတဲ့ဒါအပြောင်းအရွှေ့တစ်ခုဖြစ်လာမယ်။လေဘာကူအသင်းအတွက်အကျိုးအမြတ်တော်တော်များမဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာမယ်လို့ကျွန်တော်ကထင်တယ်။သို့ပေမဲ့လည်းဒါလက်ရှိကျွန်တော်ခုနပြောသလိုပဲလေဘုံမောက်အသင်းကလက်ရှိသူတို့သတ်မှတ်ထားတဲ့ဈေးအတိုင်းပဲ တယ်တန်းအပြောင်းအရွှေ့မှာသူတို့ထပ်ပြီးတော့အမြဲတမ်းပဲတတ်မှတ်နိုင်မလားဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာနောက်ထပ်ကစားသမားတဦးကတော့ဒါ Michael Olivier မှန်တယ်ဆိုရင်တော့ဗျာတရင်နေရဲ့ဦးစားပေးဖော်ပြချက်အရာ Michael Olivier က first try Antonio Smanyu က second try နဲ့ drop ball ကတတ် try ဆိုပြီးတော့သူကဒီလိုမျိုးတရင်နေရဲ့ခံမှန်းထားတာဟိုကျွန်တော်ကလက်ရှိမှာ Michael Olivier ကိုဘာဖြစ်လို့နောက်ဆုံးဒါတတ်ချိုက်နေရမှာပေးလဲဆိုတော့ Michael Olivier ကဗျာလက်ရှိ Bayern Munich အသင်းရဲ့အဓိကကစားသမား ဘိုင်ယန်မြူးနစ်အသင်းလက်လွတ်နိုင်ခြင်းမရှိခဲ့ကစားသမားတွေမှာပါတယ်။လက်ရှိဘိုင်ယန်မြူးနစ်အသင်းကသူတို့ရဲ့ဒါလက်ရှိကွင်းလယ်ကစားသမားကိရှ်မေတို့မူစီယာလာတို့ပြီးရင်မိုက်ကယ်အိုလီစီတို့ကိုသူတို့ဘလို့နီးနေမှလက်လွတ်မှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့သူတို့အသင်းရဲ့အဓိကကစားသမားတွေဖြစ်နေလို့ပဲ ်ပြီးခဲ့တဲ့ယာတီကမိုက်ကယ်အိုလီစီကဒါခရစ်တယ်ပဲလီကနေပြီးတော့ဘိုင်ယန်အသင်းကိုရှောက်တယ်ဘိုင်ယန်အသင်းမှာတောက်လျှောက်ချီသွမ်းပြတယ်ဒီယာစီမှာလည်းသူတောက်လျှောက်ချီသွမ်းပြတယ်မိုက်ကယ်အိုလီစီဟယ်ရီခိန်းနဲ့လူးအစ်ဒီရဲ့အတွဲကလက်ရှိဥရောပရဲ့အကောင်းဆုံးတိုက်စစ်တွေတွေကတတွဲတော်တော်ပြောလို့ရတယ်ဒါကြောင့်မလို့သူတို့အနေနဲ့ကအဲ့ဒီတိုက်စစ်တွေကိုအ ਨੇ ဆုံး2နှစ်3နှစ်တော့သူတို့ဆက်ထားမှာပဲအဲဒါကြောင့်မလို့ဒါဘိုင်ယန်မြူးနဲ့အသင်းအနေနဲ့မိုက်ကယ်အိုလီစီကိုဘလို့နီးနဲ့မှရောင်းချနိုင်ပွဲမရှိဘူးလို့တော့ကျွန်တော်ကထင်တယ် အကယ်၍သူတို့ရောင်းချမယ်ဆိုရင်လည်းသူတို့အတွက်အကျိုးအမြတ်အများကြီးရမှာသူတို့ဘက်ကရောင်းချပွားဖို့အစီအစဉ်ရှိတာ။ဘာလို့ဆိုတော့ဘိုင်ယန်ဆိုတဲ့အသင်းကဗျာငွေကြီးတွေအရင်ကြီးလိုအပ်နေတဲ့အသင်းမဟုတ်။ဘိုင်ယန်ကငွေကြီးတွေကဂျာမနီမှာလည်းဒါသူ့ရဲ့အောင်မြင်မှုတစ်ခုကအများတန်းရှိပြီးသား။ဥရောပမှာလည်းသူကအောင်မြင်သင်းသလားအောင်မြင်ပြီးသား။ဒါကြောင့်မို့သူတို့အတွက်ကငွေကြီးအများကြီးမလိုအပ်ဘူး။တိုးပေမဲ့သူတို့ကအကျိုးအမြတ်အများကြီးရမှသာရောင်းချမှာ။ ဘာဖြစ်လဲဆိုတော့လက်ရှိ Michael Olise ရဲ့က current ball ကြီးကဒါ Euro တန်း80ဆိုရင်တကယ်တမ်းသူတို့ရောင်းမှဆိုရင်တန်း130 140လောက်မှသူတို့ကရောင်းမှာအဲ့လောက်ထိလေ Liverpool အသင်းဘက်ကသွားပြီးတော့ပေးမယ်လို့ကျွန်တော်ကတော့မထင်ဘူးဘာဖြစ်လဲဆိုတော့ပြီးခဲ့တဲ့ရာသီကမှာဗျာလက်စနာ Isak တို့ Florian Vert တို့ပြီးရင် Shukuiki Digi တို့၃ယောက်ပေါင်းပြီးတော့တန်း350လောက်ထိတုံးထားတာ ူရိုတန်350လောက်ထိတုံးတရာနောက်ရာသီတစ်ခုမှလည်းကစားသမားတအုပ်ကိုတန်100ကျော်ပေးပြီးတော့တန်130လောက်ပေးပြီးချက်ချင်းခေါ်မယ်လို့တော့ကျွန်တော်မထင်ဘူး။ဒါကြောင့်မို့ကျွန်တော်ကတက်ချွိုင်းနေရာမှာ Michael Odyssey ကိုထားရတာပေါ့လေ။ Michael Odyssey ရောက်လာမယ်ဆိုရင်လည်းဟိုမဖြစ်နိုင်ဘူးလို့တော့ပြောလို့တော့မရဘူးပေါ့လေ။ဒါဆိုတော့ပြီးခဲ့တဲ့ယာတိကလည်းလဘူးတင်းဘကလုတ်ပြထားတာဆိုတော့နောက်ယာတိမှလည်းထပ်ပြီးတော့လုတ်ပြရင်လုတ်ပြနိုင်တယ်။တွင်းမဲ့တော်တော်လေးယာကိုင်းလုံးရဲနေတယ်ဗျ။ဟိုရောက်လာမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းတော့ဗျာ။အန်တီယိုနီယိုစမန်းညိုလည်းအဆင်ပြေသလိုမိုက်ကယ်အိုလီစီရောက်လာမယ်ဆိုရင်လည်းလဘူးတင်းအတွက်လည်းအဆင်ပြေတာပဲ။ မိုက်ကယ်အိုလီစီဆိုရင်သူကဘယ်တန်းကစားသမားဖြစ်တယ်အဲ့ဒီညာချမ်းမှာလည်းလက်ရှိဘိုင်မြူနစ်အသင်းမှာလည်းကစားနေတယ်ပရီးမီးယားလည်းအတွေ့အကြုံရှိပြီးသားကစားသမားတအူးလည်းဖြစ်တယ်ပရီးမီးယားလည်းရဲ့ PR တွေလည်းကောင်းကောင်းနားလည်ပြီးသားကစားသမားဒါကြောင့်မလို့မိုက်ကယ်အိုလီစီရောက်လာမယ်ဆိုရင်လည်းကိုယ်လီဗာပူးပရိသတ်တွေအနေနဲ့ကရောလီဗာပူးအသင်းဘက်ကရောညင်းစရာတော့မရှိဘူးတိုးရင်ဖြစ်နိုင်ကြီးရှိလားမေးရင်ဖြစ်နိုင်ကြီးကမရှိတော့စားသမားတအူးလို့တော့ကျွန်တော်မြင်တယ်ဆိုတော့ကျွန်တော်ကိုယ်ကရောဒီကစားသမား၃ဦးထဲမှာကိုယ်လီဗာပူးအသင်းနဲ့အကန့်ညီဆုံးဒါအသင်းတော်ဆုံးဖြစ်မဲ့ကစားသမားတွေကဘယ်ကစားသမားကြီးဖြစ်မဲ့လို့ထင်ကြတယ် ဘလို့မြင်ရလဲဆက်လောက်ဆွေးနွေးကြပါအောင်ကျွန်တော်လည်း line subscribe လုပ်ပေးကြပါအောင်ဗျာကျေးဇူးများအားကြီးပါတယ်